မလ23ရက်ကနေ26ရက်နေ့အထိတပတ်အတွင်းတနင်္သာရီသတင်းအစီအစဉ်ကိုတင်ဆက်သွားတော့မယ်ခင်ဗျာဒီအစီအစဉ်ကို The Way Watch အဖွဲ့သားတွေကစူးစီးတင်ဆက်ထားတာပါမြိတ်မြို့အခြေဆိုင်စစ်ကောင်စီရဲ့အမှတ်103ချီလင်းတိုင်ရင်ကယာယီတိုင်ရင်မှုဘူမှုသိမ်းထိုက်ကို တော်လှန်ရေးပူးပေါင်းတပ်ကဖမ်းမိခဲ့ပါတယ်။မလ26ရက်နေ့မနေ့ဆန္ဒရေးဝင်းကျင်ကအယက်သားခရီးသည်ဟန်ဆောင်ထားတဲ့ခလာရ103ရဲ့ယာယီတရင်မှုဘုံမူသိမ်းထိုက်ကို အမှတ်၈ပြည်တော်စု လမ်းမကြီးဘောမှာမြိတ်ခရိုင် PDF အမှတ်၁တိုင်ရင်နဲ့ KNDO တိုင်ရင်ခုနှစ်ကဖမ်းဆီးရမိတယ်လို့ထုတ်ပြန်ထားပါတယ်။အသက်၄၀အရွယ် ဘူမူးသိမ်းထိုက်ကိုရန်ကုန်သွားမဲ့ခရီးသည်တင်ကားပေါ်မှာစစ်ဆေးဖမ်းဆီးနိုင်ခဲ့တယ်လို့မြိတ်ခရိုင် PDF အမှတ်1တန်ရင်းရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်ဘူမူးသိမ်းထိုက်ဟာတိုက်ပွဲပြင်းထန်နေတဲ့တနင်္သာရီမြို့နယ်အတွင်း6လလောက်တာဝန်ထမ်းဆောင်ခဲ့ပြီးစစ်ကြောင်းထိုးချိန်တိုက်ခိုက်ခံရပြီးနောက်ထွက်ပြေးလာတာလို့ဆိုပါတယ်။လက်ရှိမှာတော့ဖမ်းဆီးရမိတဲ့ဘုံမူသိမ်းထိုက်ကို တိုင်ရင်းမှာဖမ်းဆီးထားပြီးစစ်ဆေးမေးမြန်းနေတယ်လို့မြိတ်ခရိုင်အမှတ်၁ PDF တိုင်ရင်းကထုတ်ပြန်ထားပါတယ်။အမှတ်၁၀၃ချီလင်းတိုင်ရင်းဟာကံယူရန်တိုင်စစ်ဌာနချုပ်လက်အောက်ခံတိုင်ရင်းဖြစ်ပြီးမြိတ်မှာအခြေစိုက်ထားပါတယ်။တနင်္သာရီမြို့နယ်ရန်ဖူကြီးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာရွာအပြင်ကိုစစ်ကြောင်းထိုးလာချိန်တော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ပါတယ်။ မတ်လ26ရက်မနေ့၈နာရီလောက်မှာပြည်ထောင်စုလမ်းမကြီးအတိုင်းခြေလျင်လာချင်းတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာပါအဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းကို ရန်ဖူရွာက စီအုံကုန်းမှာဘူခရင်တပ်ဖွဲ့တောကြီးမွေဟောက်တပ်ဖွဲ့မြိတ်ပကဖအဖွဲ့နဲ့ပကဖဇုံ၃တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့မြိတ်ပကဖကထုတ်ပြန်ပါတယ် အပြန်အလှန်ပြစ်ခတ်မှုတနာရီလောက်ကြာပြီးစစ်ကောင်စီတပ်သား10ဦးလောက်တိဆုံးကဒဏ်ရာရသူတွေလည်းရှိနိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်ပြီးတဲ့နောက်စစ်ကောင်စီတပ်သား3ဦးလမ်းပေါ်လဲကျကြံခဲ့တာကိုတွေ့ရပြီးညနေပိုင်းမှာပြန်လာတဲသွားကြတယ်လို့တိုက်ပွဲအတွင်ပါဝင်တိုက်ခိုက်ခဲ့တဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တအူးကပြောပါတယ်။မတ်လ24ရက်နေ့ကလည်း ရန်ဖူရွာနဲ့မနီမဝေးမှာရှိတဲ့ခမရ950ခွန်တပ်မှစစ်ကောင်စီတပ်သားအချင်းချင်းပြစ်ခတ်မှုဖြစ်ပွားခဲ့သေးတယ်လို့ဆိုပါတယ်။တနင်္သာရီမြို့နယ်ကြေးရွာအုပ်စု၄ခုကစစ်ပေးရှောင်ပြည်သူ1000ကျော်ဟာတိုက်ပွဲပြင်းထန်နေလို့၃လကြာတဲ့အထိနေရက်မပြောင်းနိုင်သေးဘူးလို့ဒေသခံတချို့နဲ့စစ်ပေးရှောင်အရေးကူညီနေသူတွေစီကသိရပါဗျ။ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလလလယ်ပိုင်းကစပြီးတနင်္သာရီမြို့နယ်ထဲတိုက်ပွဲတွေပြင်းထန်လာလို့ဗန်းလမော့ညောင်မင်ကွင်းတိန်ခွန်းနဲ့ဗန်းလောကျေးရွာအုပ်စုတွေကပြည်သူတွေနေရက်စွတ်ခွာစစ်ပီးရှောင်နေကြရတာပါအဲ့ဒီစစ်ဆောင်တွေထဲဥယျံချမ်းရှိသူတွေကစိုက်ပျိုးရေးလုပ်ကင်နေကြပြီးဥယျံချမ်းမရှိသူတွေကနီးစပ်ရာမိတ်ဆွေတွေရဲ့ဥယျံချမ်းထဲတဲထိုးပြီးနေကြတယ်လို့ဗန်းလမော့ရွာနေစစ်ဆောင်အချို့ကဆိုပါတယ် ဒေသခံအများစုဟာတောတောင်ဥယျာဉ်ခြံတွေထဲစစ်ဘေးရှောင်နေကြရပြီးစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုလည်းစိုးရိမ်နေကြရတယ်လို့တိန်ခွန်းရွာနေအသက်84နှစ်အရွယ်စစ်ရှောင်အဖိုးတူကပြောပါတယ်တိန်ခွန်းကျေးရွာအုပ်စုမှာငှက်ပြားတုတ်ကွေးဝမ်းပြဲဝမ်းလျှောစတဲ့ရောဂါတွေအဖြစ်များနေပြီးဆေးဝါးအလုံးလောက်မရှိတဲ့အခက်အခဲနဲ့ရင်ဆိုင်နေကြရတယ်လို့စစ်ဘေးရှောင်ကူညီနေသူတဦးကဆိုပါတယ်။ ဒါအပြင်ဆန်စီနဲ့အသစ်စားစားတောက်ကုန်တွေအပါအဝင် စားနပ်ရိက္ခာလူအပ်ချက်ရှိနေတယ်လို့ပြောပါတယ်။ထိုင်းမြန်မာနယ်စပ်ကုံသွယ်ရေးလမ်းဖြစ်တဲ့တနင်းသာရီမောတောင်လမ်းကိုပြန်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီတပ်ကတိန်ခွန်းရွာဝင်းကျင်ကိုစစ်ကြောင်းထိုးနေတာ၃လကျော်ပြီဖြစ်ပြီးအနီးဝင်းကျင်ကကြေးရွာတွေမှာတိုက်ပွဲတွေထောက်လျှောက်ပြင်းထန်နေပါတယ်။ တနင်္သာရီမြို့နယ်အခြေစိုက်စစ်ကောင်စီရဲ့အမှတ်950ခွန်ချင်းမြန်တပ်ရင်းကစစ်ကောင်စီတပ်သား2ဦးရေကူးထွက်ပြေးရာတဦးရေနှစ်သေဆုံးပြီးတဦးကလွတ်မြောက်သွားပါတယ်။မတ်လ24ရက်ည10:00နာရီလောက်မှာ အောက်ကင်းရွာအခြေစိုက်ခမရ950ခွန်တပ်ကစစ်ကောင်စီတပ်သား2ဦးဟာကင်းအလှည့်ကြချင်းတနင်္သာရီမြစ်ထဲခုံချပြီးရေကူးထွက်ပြေးခဲ့ကြပါတယ်။ ရေကူးပြီးမြစ်လေရောက်ချင်းဆက်မကူးနိုင်တော့တဲ့အသက်22နှစ်အရွယ်ကော့တောင်းဇာတိတပ်သားဟာရေနစ်သွားပြီးမလ26ရက်နေ့အထိအလောင်းပြန်မတွေ့သေးဘူးလို့ဆိုပါတယ်သူနဲ့အတူထွက်ပြေးလာတဲ့အသက်28နှစ်အရွယ်ပလရွာသားကတော့လွတ်မြောက်သွားပြီးတော်လန်ရေးတပ်တွေစီ ရောက်ရှိသွားတယ်လို့ဆိုပါတယ်ထွက်ပြေးတဲ့စစ်ကောင်စီတပ်သား2ဦးဟာထိုင်းနိုင်ငံမှာဖမ်းဆီးခံရပြီးရနောင်မြို့ကနေတဆင့် ကော့ဆောင်းကိုပြန်လွှဲခံရခြင်းအထမစစ်မှုထမ်းစုဆောင်းခံရသူတွေဖြစ်တယ်လို့ဆိုပါတယ်။ရေဖြူမြို့နယ်ဒဝဲအထူးစီးပွားရေးဇုန်ထဲစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။လဲဆောင်ရွာချီတော်ရဖျားနာမှာမလ24ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်ကင်းမုံဝစ်နေတဲ့စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တို့မလ25ရက်နေ့မှာလဲတိုက်ပွဲထပ်ဖြစ်ခဲ့ပါတယ် ပထမအကြိမ်တိုက်ပွဲဖြစ်တဲ့နေရာနဲ့မနီမဝေးမှာနှစ်ဖက်တိုက်ပွဲထပ်ဖြစ်ခဲ့တာလို့ဒေတာခန်တွေကပြောပါတယ်အဲ့ဒီတိုက်ပွဲမှာတော်လန်ရေးတပ်သား3ဦးဒဏ်ရာအနည်းငယ်ရသွားတယ်လို့တော်လန်ရေးတပ်ဖွဲ့နဲ့နှိဆက်သူကပြောပါတယ် တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်ဟာလဲရှောင်ရွာနားကနေခမောင်းချောင်းရွာဘက်ထွက်ခွာသွားတာကြောင့်တဝဲအထူးစီးပွားရေးဇုန်ထဲကလဲရှောင်ထင်းကြီးပရဒတ် ခမောင်းချောင်းဧကနိစတဲ့ကြေးရွာတွေကဒေသခံတွေနေအိမ်စွတ်ခွာထွက်ပြေးနေကြရပါတယ်ရုရှားကတဝဲအထူးစီးပွားရေးဇုန်မှာယင်းနှိမ့်မြုံနှံဖို့သဘောတူညီမှုရပြီးတဲ့နောက် မလ23ရက်နေ့ကစပြီးစစ်ကောင်စီတပ်ကတဝဲအထူးစီးပွားရေးဇုံထဲအင်အားဖြည့်တင်းလာတာဖြစ်ပါတယ်။အင်အားဖြည့်လာတဲ့စစ်ကောင်စီတပ်ဟာမလ20ရက်နေ့မှာရေနဲ့စိတ်ကန်ယာယီတပ်စခန်းကနေအင်အားတရာလောက်ထုတ်နှုတ်ပြီးနဘူးလေဒေသတခွင်ကိုစစ်ကြောင်းထိုးနေပါတယ်။ငွေကြေးလိမ်လည်သူတွေက Facebook အကောက်ကိုခိုးပြီးတဝဲဒေသခံတွေကိုပိတ်မှတ်ထားငွေကြေးလိမ်လည်နေတယ်လို့သိရပါတယ်။ Facebook အကောက်ကိုခိုးယူပြီးနောက်အကောက်ထက်ကမိတ်ဆွေတငယ်ချင်းမိသားစုဝင်တွေစီ Messenger ကနေစာပို့ပြီး KP နဲ့ Wave Money တွေကနေတစ်ဆင့်ငွေလွှဲခိုင်းလိရှိတယ်လို့ကိုယ်တိုင်ကြုံဖူးတဲ့သူတွေက ပြောကြပါဗျ။ The Watch ရဲ့စုံစမ်းမေးမြန်းချက်တွေအရမလဒုတိယနဲ့တတိယအပတ်တွေမှာဒဝဲမြို့ခံဆွေဦးထက်မနေ Facebook အကောင့်တွေခိုးယူခံရပြီးအဲ့ဒီအကောင့်တွေကနေတစ်ဆင့်ငွေကြေးလိုက်လံလိမ့်လည်နေတာတွေ့ရပါတယ်။ Facebook နဲ့ပတ်သက်တဲ့ဤပညာကျွမ်းကျင်သူတဦးကတော့လိမ့်လေသူတွေကဤပညာဘူးတုတအားနည်းတဲ့သူတွေကိုချင်းကပ်ပြီး Facebook အကောင့်ကို ခိုးယူနေတာလို့ဆိုပါတယ် Facebook အကောင့်တစ်ခုရရင်အဲ့ဒီအကောင့်နဲ့တငယ်ချင်းဖြစ်သူတွေစီကကုတ်နံပါတ်တွေတောင်းပြီးအကောင့်တွေဆက်ခိုးတာတွေ့ရပါတယ် Facebook အကောက်အခိုးခံရတဲ့ဒဝဲမြုပ်ခံတွေပြောပြခြင်းအရာဖုန်းနံပါတ်ကိုပို့လာတဲ့ message ကဏ္ဍတွေကိုကန်ဆန်းမဲ့နံပါတ်အထင်နဲ့ပို့ပေးခဲ့ဘူးတယ်လို့ဆိုပါတယ် Facebook အကောက်ခိုးယူပြီးတဲ့နောက်အဲ့ဒီအကောက်နဲ့ခင်မင်ရင်းနှီးသူတွေမိသားစုဝင်တွေကိုလိုက်လံဆက်သွယ်ပြီးဆေးရုံတက်နေရတဲ့အတွက်အရေးပေါ်ငွေကြေးလိုအပ်နေတယ်လို့လိန်ပြောပြီးပိုက်ဆံချေးငှားတာလုပ်လာပါတယ် အဲ့ဒီလို Facebook အကောင့်ခူယူပြီးငွေအလိမ်မခံရစေဖို့ဖုန်းထဲကိုဝင်လာတဲ့ကိန်းကနန်ကုတ်နံပါတ်တွေကိုဘယ်သူကမှမပေးဘူးလူတွေလို့ဤပညာကျွမ်းကျင်သူကတတိပေးပါတယ်။နောက်တစ်ချက်ဖုံးပြက်လို့ဖုံးပြင်ဆိုင်တွေမှာသွားအိုက်ချိန်မှာလဲတတိထားဖို့လူသေးတယ်လို့ထပ်တတိပေးထားပါတယ်။ တဝဲမြို့မှာလက်တလော Facebook အကောင့်အခိုးခံရပြီးပြန်ရအောင်လုပ်ပေးတဲ့ဝန်ဆောင်ခအနေနဲ့အကောင့်တစ်ခုကိုတသိန်းကျပ်ဝန်းကျင်ကြတယ်လို့ကိုယ်တိုင်ဝန်ဆောင်မှုပေးတဲ့တဝဲမြို့ခံတဦးကဆိုပါတယ်။ ရေဖြူမြို့နယ်ညင်းထွေးရွာတိုက်ပွဲမှာစစ်ကောင်စီတပ်ကအထိနာပြီးလက်နက်တွေသိမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ရေဖြူမြို့နယ်ညင်းထွေးရွာနဲ့ကြောက်ကညာရွာကြားပြည်တော်စုကားလမ်းမပေါ်မှာလမ်းကင်းယူနေတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်ကဂျားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။မလ24ရက်ကဖြစ်ပွားခဲ့တဲ့အဲ့ဒီတိုက်ခိုက်မှုကို တဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော်ဒူရကစစ်ကြောင်းကဥဆောင်ပြီးရေဖြူမြို့နယ်ပြည်သူ့ဂါကွယ်ရေးအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာပါအဲ့ဒီတိုက်ပွဲမှာရေဖြူအခြေစိုက်ခမရ406နဲ့400ခွန်စစ်ကောင်စီတပ်ရင်းတွေကဘူမူအစစ်တဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်20ကျော်တေဆုံးခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီအပြင် RPG အပါဝင်တနတ်မျိုးစုံ၅လက်နဲ့အတူလက်နဲ့ခဲရန်တွေလည်းသိမ်းဆီးရမိခဲ့တယ်လို့ဒူရကစစ်ကြောင်းကမလ25ရက်မှာထုတ်ပြန်ထားပါတယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကပြစ်ခတ်တဲ့လက်နက်ကြီးနဲ့ပြစ်ခတ်လို့ငင်းထွေးရွာခံအမျိုးသားတအူလက်နက်ကြီးစထိမှန်တေဆုံးခဲ့တယ်လို့နောက်ထပ်အသက်80ကျော်အရွယ်အမျိုးသားတအူလည်းလက်နက်ကြီးပြစ်ခတ်တံတွေကြောင့်ထိတ်လန့်တေဆုံးသွားပါတယ် ခုလိုနားဆင်ပေးတဲ့အတွက်ဂျေဇူးအထူးတင်ရှိပါရခင်ဗျာသောတာရှင်များစမ်းမာချမ်းသာပြီးကပ်ဘေးအပေါင်းမှ ဝေးနိုင်ကြပါစေလို့ The Way Watch Wine တော်သားများကစုမုံကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ